ဟယ်လိုအားလုံးမင်္ဂလာပါအာဒီနေ့မှာတော့ကျွန်တော်အာဖတ်ထားရဲပေါ့နော်အာရှင်းလောက်ကနေ summary ကိုဖတ်ထားတဲ့အာ compound fat ဆိုတဲ့စာအုပ်လေးကိုချစ်ခင်ပြီးတော့ sharing လေးပြုလုပ်ပေးပါတော့နော်အာများသောဖြင့်ဒီက note အများဆုံးကတော့အဲ summary ဘောက note တွေပေါ့နော်ဒီထဲမှာကျွန်တော်ပိုလာတစ်ခုကဒီ compound fat ဆိုတဲ့ theory လို့ကျွန်တော် chat gpt ကိုတောင်းပြီးပြီးတော့အဲသူ့ရဲ့အာ equation လေးကိုကျွန်တော်တွေ့တဲ့အခါမှာပို့ပြီးတော့ရှင်းရှင်းလေးဖြစ်သွားတယ်ပေါ့နော်အဲဒီထဲမှာသူက compound fat ဆိုတာဘာလဲဆိုတော့ compound fat ဆိုတာက အဲသူက intro လေးကဘယ်လိုစတာလဲဆိုတော့လူတယောက်ကိုပေါ့နော်ဒေါ်လာ3တန်းကိုချက်ချင်းယူမလားဒါမှမဟုတ်တရက်ကို2ဆပေါ်တဲ့အကျွေးချင်းနော်အကျွေးတစ်ဆင့်ကိုပဲ30ရက်ယူမလားဆိုလို့ရှိလို့ရှိရင်များသဖြင့်လူအများစုလို့ရှိရင်ဒီရန်ရုပ်တရက်တွေးကြည့်မယ်ဆိုရင်3တန်းနဲ့တစ်ဆင့်ကတော်တော်လေးကိုအစားပေါင်းများစွာပွာတယ်ပေါ့နော်အဲတော့ဟို3တန်းပဲယူပါပေါ့တကယ်တော့အဲတစ်ဆင့်ကိုနော်တရက်ကို2ဆပေါ်တဲ့ဟာ30ရက်ယူမယ်ဆိုလို့ရှိရင်3တန်းထက်အစားပေါင်းများစွာပိုများတယ်ပေါ့နော်အဲတော့ဒီမှာသူကနော်၅ရက်မြောက်နေမှာဆိုရင်နော်အကျွေးချင်းနော်တစ်ဆင့်က16ဆင့်ဖြစ်နေပြီ ဆယ်ရက်မြောက်နေ့မှာဆိုလို့ရှိရင်သူက9ဒေါ်လာနဲ့12စင်ဖြစ်နေပြီ။ရက်20မြောက်နေ့မှာဆိုလို့ရှိရင်တော့9243ဒေါ်လာရနေပြီ။29ရက်မြောက်နေ့မှာဆိုလို့ရှိရင်တော့သူကနှစ်သန်းနဲ့နော်ဒေါ်လာ2.7 ten နော်ရနေပြီပေါ့နော်။အဲ့တော့30ရက်မြောက်နေ့မှာဆိုလို့ရှိရင်တော့သူက7သန်းအာ9338ဒေါ်လာ32စင်နော်32စင်ရနေပြီပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပြောချင်တာနောက်ကခဏလေးကိုခဏပဲလဲ7000ရနေပြီ အဲ့တော့7ဘန်းကခုန3သန်းနဲ့7သန်းနဲ့ဆိုဒါလည်းပါပဲ3သန်းလောက်กว่าနေပြီပေါ့เนาะအဲ့တော့ compound fire theory ကအဲ့လိုမျိုးအလုပ်လုပ်တယ်ပေါ့เนาะအဲ့တော့ဟိုတရက်နှစ်ရက်မှာတော့တိတ်မတိတာအောင်နော်ဒီမှာ9ရက်မြောက်နေမှာ10ကျော်နေမှာဆိုတော့မတိတာအောင်နော်အဲ့တော့9ရက်မြောက်နေမှာဆိုအဲ10ကျော်နေမှာရတာ9ဒေါ်လာနဲ့3သန်းနဲ့ဆိုလည်းกว่าသေးတယ်ဒါပေမဲ့သူကရေရှည်မှာဆိုလို့ရှိရင်သူကတော်တော်လေးကိုဟိုတိတာတဲ့နော်ဟိုဘယ်လိုပြောရမလဲကွာဟမှုတွေအများကြီးဖြစ်စေရပေါ့เนาะအဲ့တော့ compound effect လို့လည်းသိကြတယ် snowball effect လို့လည်း ိကြတယ်ဗောနော်အဲ့တော့ဟိုအစကတော့တိမ်မသိတာဒါပေမဲ့ရေချီနော်အချိန်တစ်ခုရောက်သွားတဲ့အခါမှာတော်တော်လေးတိတာသွားတယ်ဗောနော်ဒီကနောက်တစ်ခုပြောပြထားတဲ့ဟာကလည်းဆိုဘွားဆိုတာလေကိုယ့်ရဲ့ရွေးချယ်မှုပေါင်းများသွားတဲ့ထိစားထားတဲ့အရာဆိုတဲ့ဟာကိုပြောထားတယ်အဲ့တော့တွားတာလေပြောပြရင်တော့မှာကျွန်တော်ကအဲသူသူရှင်းထားတဲ့ဟာတွေတော့အများကြီးဗောနော်အဲ့တော့ကျွန်တော်ပိုပြီးရှင်းအောင် command fast ဆိုတာဘာလဲဆိုတာသွားရှိတော့နော် chat gpt ကိုမေးလိုက်တော့သူက command fast တစ်ခုဆိုတာဘာလဲဆိုတော့နော် small choices ဒါမှမဟုတ် little decision ဗောနော်အဲ့တော့ တော့ရွေးချယ်မှုပဲပြောကြလို့ငါအခုဆိုရင်ကျွန်တော်ဒီဗီဒီယိုလုတ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုကို record လုပ်မလားဒါမှမဟုတ်ဖုန်းမဲ့ဆက်သုံးမလားနော်အဲအိတ်မလားနော်ကော်ဖီဖြော်သောက်မလားဆက်ပြေမလားရွေးချယ်မှုပေါ်များစွာရေးရမှာ okay နောက်ဆုံးပါတော့ okay ငါနော်5မိနစ်10မိနစ်လောက်အချိန်ပေးပြီးတော့ဒီဗီဒီယိုရိုက်မယ်ဆိုတဲ့ဟာမျိုးပေါ့နော် try စနေရှိရင်မနေ့ကမနေ့အရာလိုလာပြီဆိုလို့ရှိရင်တလမ်းပြီဆိုလို့ဆိုလို့ရှိရင်အဲ့ရထမလားနော်ဆက်အိတ်မလားဆိုတဲ့ဟာမျိုးအဲ့လိုမျိုးနော်ဆုံးဖြတ်ချက်တိတိလေးတွေများစွာချရတယ်ပေါ့နော်အဲ့တော့ ဆိုကမာဖက်ဆိုတဲ့ဟာမှာအဲ့လို traces တွေပါတယ်ပြီးရင်နောက်တစ်ခေါက်ကျပါလဲဆိုတော့အာ consistency ပေါ့နော် consistency က design map လောက်ဆောင်ကြည့်ခုနဆောင်းဝတ်ချက်များစွာကို design map လောက်လောင်နဲ့လောက်ဆောင်နဲ့ပြီးလို့ရှိလို့ရှိရင်သူက over time ဆိုတာအချိန်တစ်ခုရောက်သွားတဲ့အခါမျိုးမှာဆိုလို့ရှိရင်သူကကြီးမားတဲ့နော်ဟိုဘယ်လိုပြောရမလဲဇာတ်လို့တက်ရောက်မှုတွေဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ common effect နော်ကြီးမားတဲ့တက်ရောက်မှုနော်ဇာတ်လို့တက်ရောက်မှုတွေရဖို့အတွက်ဆိုလို့ရှိရင်တို့နော် ဒီ၃ခုပေါ့ overtime ကတော့အချိန်တစ်ခုကိုပေးဆက်ရအောင်ဖြစ်တယ် overtime ဆိုတာခဏမေးလိုက်ဒီမှာ small tries နဲ့ consistency ကျွန်တော်ဘလို့နော်အဲလုံမလဲဆိုတာမျိုးကျွန်တော်တို့ဆက်ပြီးလေ့လာကြည့်အောင်အဲ့တော့ကိုဘလို့ small tries တွေကိုလုပ်နေပြီလဲနော်ဘလို့ decision တွေလုပ်နေပြီလဲဆိုတဲ့ဟာမျိုးကနော်ဟို keyboard ဆိုလို့ရှိရင်ကျွန်တော်ဘာလို့ဖုတ်တင်လဲဆိုတော့ notepad ဆိုတဲ့ဟာမျိုးတုံးရတယ်ပေါ့နော် notepad ဆိုတာစာအုပ်တုံးမှာဖြစ်ဖုန်း application မှာဖြစ်ပေါ့နော်သူကအစာရောဆိုလို့ရှိရင်ကျွန်တော်ကအဲ့လို စားရပါလို့တပတ်ကိုအလေးချင်းတစ်ခုလောက်ပဲမှတ်တမ်းတင်လို့ရတယ်။ဟုတ်နော်အဲ့တော့ confirm fact က level တိုင်းမှာသုံးရတယ်။ကျောင်းသားဆိုရင်စာလုပ်တာစီးပွားရေးသမားဆိုလို့ရှိလို့ရှိရင်တို့စီးပွားရေးနဲ့ပတ်သက်တဲ့ဟာမျိုးတွေကိုလုပ်တဲ့ဟာမျိုးကိုယ်ပေါင်းစပ်ဆိုင်ရင်းနဲ့ကောင်းကျင်တယ်ဆိုလို့ရှိရင်ပေါင်းစပ်နဲ့ပေါင်းစပ်ဆိုင်ရင်းနဲ့ပတ်သက်တဲ့ဟာမျိုးတွေမှတ်တမ်းရေးလို့ရတယ်။ကိုကကျမ်းပိုင်နဲ့ညွှန်တဲ့အစားအသောက်ကိုစားကျင်တယ်ဒါမှမဟုတ်လေ8ချိန်နော်စသဖြင့်အဲ့လိုမျိုးအားလုံးအားလုံး record လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ notepad ထားလိုက်ထားပြီး notepad တစ်ခုမှာဒါအသုံးစေးဆိုလို့ရှိလို့ရှိရင်တို့ကဒီနေ့ဘာအတွက်သုံးပြီလဲဘယ်လက်စာတက်ဘယ်လောက်သုံးပြီလဲနော်နေ့လက်စာတက်ဘယ်လောက်သုံးပြီအချိန်မှာ နော်ခွက်စားတာတော့ဘာတွေဝယ်တာချက်တာတစ်ဖြစ်အသုံးစရိတ်တွေမှတ်ထားလို့ရအဲ့လိုမျိုးဟာလို့တော့တစ်ပတ်လောက်လုပ်လိုက်တစ်ပတ်လောက်ပြီးတော့ဆောင်မှာပြန်ပြီးတော့ reflection လုပ်ကြည့်ရဲ့အခါမှာပြီးသွားလို့ဆိုအကိုနော်လက်ဖက်တောက်တဲ့ဘိုးတွေကများနေပြီဒါမှမဟုတ်ဆက်လက်တောက်တဲ့ဘိုးတွေကနော်တစ်ပတ်မှာဘလောက်ဘလောက်ရှိနေပြီဆက်တစ်ဖြစ်ဒါမှမဟုတ်အဲကိုယ်ကစားတာတောက်တာဆိုလို့ရှိရင်ကိုယ်မနက်စာပါစားလို့ညစာပါစားတယ်ကိုယ်စားတဲ့အစားအစာမှာဆိုလို့ရှိရင်ကျန်းမာရေးနဲ့မညီညွတ်တယ်နော်အစားအစာတွေကဘာတွေပါနေလဲနော်အဲ့လိုပဲ exception ဆိုလို့ရှိရင်လိုပဲဘယ်နာရီမှာအဲ့ရဝင်လဲနာရီမှာအဲ့ရထားလဲအဲ့ချင်းဘလောက်ရလဲ quality sleep ရောဖြစ်ရလား နော်ဆိုတော့အဲ့လိုမျိုးဟာတွေကိုမှတ်တမ်းတင်ထားတဲ့အခါမျိုးမှာဆိုလို့ပြန်ပြီးတော့အာကြည့်လို့ရတယ်ပေါ့နော်ဘာလို့မှတ်တမ်းတင်ဖို့လိုလဲဆိုတော့ဟိုကျွန်တော်မတိစိတ်တရားဘယ်ယာတွေကိုရွေးချယ်မိလဲဆိုတာကိုတိမတာအပြောင်းလဲလုပ်လို့ရမှာပေါ့နော်ဒါဆိုတော့အခု confirm fact ကိုကျွန်တော်ကဟို practice လုပ်ပြီဆိုလို့ရှိရင်ဘာလို့ဘာလို့လုပ်ကြလဲဆိုကျွန်တော်ပြောင်းလဲမှုတစ်ခုကိုဖြစ်ချင်လို့ပေါ့နော်ကိုကိုရရှိနေတဲ့ကိုကိုဖြစ်နေတဲ့နော်အဟာမျိုးကိုကတိတ်ပြီးတော့ satisfy မဖြစ်ဘူးအဲ့ဒါထက်ပိုကောင်းတဲ့နော် result တွေကိုရချင်တယ်ဆိုတာမျိုးလိုချင်တာဖြစ်တဲ့အတွက် အဲ့တော့ကိုကောင်းတဲ့ result တွေကိုရချင်တယ်ဆိုလို့ရှင်ကျွန်တော်မသိစိတ်တွေကဘယ်အရာတွေ automatic ရွေးချယ်နေလဲဆိုတော့တီးဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှင်ကစိတ်ပညာရှင်တွေရဲ့သုတေသနာ feature တွေရဆိုလို့ရှင်လူသားတွေရဲ့ခံစားချက်နဲ့အတွေးခေါ်95ရာခိုင်နှုန်းကပုံမှန်အလေးကျင့်နေရလာတယ်ပေါ့နော်အဲ့တော့အဲ့လိုအလေးကျင့်နေကြောင်းပဲသူတို့အလိုလိုနော်လုံနိုင်ဆိုရင် autopilot ကိုဖြစ်စေတယ်အဲ့တော့ဒါကမကောင်းလားဆိုတော့ကောင်းတယ်ပေါ့နော်ဥပမာဆိုအလိုလိုဖြစ်တာဆိုတော့အားအသိစိတ်ဆရာမလို့အဲ့မဲ့ အဲ့ရထားတယ်ဆိုလို့ရှိရင်မျက်နှာပြေတော့တိုက်တာဘလို့တိုက်ကြမလဲဆိုတာမျိုးသိပြီးစဉ်းစားကြရမလို့အဲ့လိုပဲစပိုင်းစီရဲလို့ရေကူးရဲလို့ကားမောင်းတယ်လို့ဆက်သဖြင့်အဲ့လိုမျိုးတွေမှာဆိုလို့ရှိရင် autopilot ဖို့ဝင်သွားပြီဖြစ်တဲ့အတွက်အရင်အားဆိုင်ထုတ်ဆံလို့တော့ဒါပေမဲ့အဲ့ဒါရဲ့ဆိုးကျိုးကဘာလဲဆိုတော့ကိုဘာတွေကိုရွေးချယ်မိတယ်လဲကိုဘယ်လမ်းကိုသွားနေလဲဆိုတော့တိကျမသိနိုင်အဲ့လိုပဲငွေတုံးတဲ့နော်အလေးချင်းနော်ဒါမှမဟုတ်ကိုယ့်ရဲ့စားတဲ့တောက်တဲ့အလေးချင်းနော်ကိုယ့်ရဲ့နော်ဟိုအစ်စတဲ့လေးချင်းဒါမှမဟုတ်ကိုယ့်ရဲ့ပေါင်းစပ်ဆိုင်နဲ့ပတ်သက်ပြီးတော့နော်အလေးချင်းဆိုတော့ဒီကိုယ့်အလောက်ကင်မှာဆိုလို့ရှိရင်ကိုဘာတွေကိုလုပ်နေပြီလဲဆိုတာမျိုးပေါ့နော် နော်ကိုယ်တနေ့တနေ့မှာနော်ဘာတွေလုပ်နေပြီလဲဆိုတာမျိုးအလေးချစ်နော်အဲ့ဟာတွေအားလုံးကိုကအော်တိုပိုင်လော့မှုနဲ့ဖြစ်နေတာဖြစ်တဲ့အတွက်ဘာတွေကိုလုပ်နေပြီလဲဆိုတော့မသတိမထားမိအဲ့တော့အဲ့ဒါမျိုးတွေကိုသတိပြန်ထားမိအောင်သူက notepad ကိုစောင်းပြီးတော့ notepad မှာနော်ကိုဘာတွေလုပ်နေလဲကိုဘာတွေစားနေလဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဟိုဂျိန်ထဲမှာတော့အကုန်လုံးကိုပြုံပြီးတော့နော်ရှူတော့ဘောင်းဆိုကန္တာဘောင်းဆိုတော့အဲလုံလို့တော့နော်အစင်မပြေဘူးအဲ့ဒီအစား ော်တပတ်ကိုပဲဖြစ်ဖြစ်တစ်လောက်ပဲဖြစ်ဖြစ်ကိုပြောင်းလဲခြင်းနဲ့ဟာတစ်ခုခုပေါ့နော်အဲ့ဒါလေးကို note ပတ်မှာခြာရေးဖို့လိုတယ်နော်အဲ့တော့အဲ့လိုမျိုးလုပ်ပေးခြင်းရမယ်ဘာဖြစ်လို့လဲဆိုတော့ဒီ command ဖတ်ရဲ့ command ဆုံးတစ်ချက်ဖြစ်တဲ့ small choice နဲ့ little decision ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ကိုဘယ်ဆုံးဖြတ်ချက်တွေကိုခြာလိုက်ပြီလဲဆိုတော့ပြန်ပြီးတော့ aware ဖြစ်သွားတယ်ပေါ့နော်ပြန်ပြီးတော့တိသွားတယ်တိသွားမှသာပြန်ပြောင်းလို့ရမှာပေါ့နော်အဲ့နောက်တစ်ခုကကြောက်ပါလဲဆိုတော့နော်ဒီဥစ္စာကိုတည်သွားပြီနော် notebook ဖေကို record လုပ်ပြီးတော့တည်သွားပြီဆိုလို့ရှိရင် consistency နော် consistency ဆိုတာကောင်းတဲ့အလေ့ကျင့်တွေထားထုတ်မယ်ပေါ့နော်အဲဒီမှာနောက်တစ်ခုကမတူ क्वे ပြတဲ့အလေ့ကျင့်တွေကတဲ့နော်မတူ क्वे ပြတဲ့ဘဝတွေဖြစ်စီရယ်ပေါ့နော်အဲ့တော့ဘာလို့ကျွန်တော်တို့ကစာအုပ်မှာချရည်လဲဆိုတော့ကျွန်တော်ကိုယ်မှာရှိပြီးသားအလေ့ကျင့်ဆိုးတွေနော်အဲ့တော့မကောင်းတဲ့နော်ဟိုအလေ့ကျင့်တွေကိုကျွန်တော်ပြောင်းကျင်တာနော်ဆုံးမချက်နော်မကောင်းတဲ့ဟာမျိုးတွေနော်ရွေးချယ်မှုအမှားတွေကိုရွေးချယ်မှုနော်အမှန်တကယ်ပြောင်းကျင်တာဖြစ်တဲ့အတွက်ကျွန်တော်ကစာရက်ကိုချရည်တာအဲ့တော့အဲ့လိုမျိုးမတူ क्वे ပြတဲ့ရွေးချယ်မှုတွေ ဆုံးဖြတ်ချက်တွေအလေးကျင့်တွေကကျွန်တော်တို့ကိုမတူကွဲပြားတဲ့ဘဝတွေကိုရစေတယ်ပေါ့နော်ဒါကတော့အာ little choice နော် small choice နဲ့ little decisions ဆိုရဲအပိုင်းအတွက်ကျွန်တော်ကဆရာလေးကိုတုံးပြီးတော့နော်မှတ်တမ်းထင်ထားလို့ရတယ်ပေါ့နော်စာအုပ်လေး note စာအုပ်လေးတုံးတုံးပြီးလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်က note စာအုပ်မှာလည်းမှတ်တယ်ဒါဆိုလို့ကျွန်တော် Google Note ကနေစာပြီးကျွန်တော်တို့ရေးထားတဲ့အတွင်းစာလေးကိုကျွန်တော်ဒီ subscribe ပြန် share ခါမှာတုံးတာပေါ့နော်အဲ့တော့ဒါကဒီ video လုံးလုံးပြန် share ပုံမှန်အဖြစ်ဆိုကျွန်တော်မ share နော်မှတ်ထားတဲ့ဟာတွေအများကြီးရှိရပေါ့နော်အဲ့တော့ record လုပ်တဲ့သဘောမျိုးပဲပေါ့နော်ကိုပါရီလုံနေလဲကိုပါရီတွေးနေမိလဲဆိုတဲ့ဟာမျိုးမှတ်တမ်းတင်တဲ့သဘောပေါ့နောက်တစ်ခုကကျတော့ consistency အတွက်ဆိုလို့ရှိရင်လူတိုင်းကအဲ့လို consistency ဆိုတာ design map လုံဆောင်ခြင်းပေါ့နော်အဲ့တော့ design map လုံဆောင်ခြင်းကို तू ကဒီထဲမှာဆိုတော့ဘာနဲ့ရှင်းတာလဲဆိုတော့ momentum ပေါ့နော် bit more ဆိုတဲ့ဟာမျိုးပေါ့နော်အချိန်ဟုန်ရခြင်းဒါအချိန်ဟုန်ရခြင်းဆိုတာဒီမှာ example ကဆိုတော့နောက်ခုပေးတာကျွန်တော်အထက်တစ်ခု example ပေးမယ်ပေါ့နော်အဲ့တော့လက်နဲ့ရေတုံငင်လေးမှာဆိုလို့ရှိရင်နော်ရေတုံငင်ထိုးတဲ့အခါမှာစပိုင်းအားနဲ့ပေါ့နော်အာလင်းကားချက်ဆောင်ပြီးတော့ခိုးလို့မရဘူး သူကပုံမှန်အားတစ်နှောင်းတစ်ခုနဲ့ပဲနော်10ချက်15ချက်70 30 40 50အဲ့လိုမျိုးဖြည်းဖြည်းချင်းပုံမှန်လေးထိုးမှရမယ်ဒါထိုးလိုက်ပြီဆိုလို့ဆိုလို့ရှိရင်တော့ဂျေကအရှိန်ရလာပြီနော်ဆိုလို့ဆိုလို့ရှိရင်ဖတ်ဆိုတရဟောဂျေတုံဝင်ရနေပြီရောရေတွေကျလာအဲ့လိုမျိုးပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးအရှိန်ဟုန်ရဖို့တက်တာဘာလို့ဖြစ်လို့လဲဆိုအရင်ရှိမှပဲအရှိန်ရမှာကျွန်တော်ဘာမှလုံးမနေဘူးဆိုလို့ဆိုလို့ရှိရင်အရှိန်ဆိုတာလေကျလာမှာမဟုတ်ဘူးဒါပေမဲ့အဲ့အရေးဆိုတာလေနော်ဟိုပုံမှန်လေးရွေးနေတဲ့အရေးမျိုးကိုပြောတာပေါ့နော် တော့ရေတုံငွေသွားပြီးတော့ငင်းကနော်6ချက်9ချက်အားကြီးနဲ့ဖိုးပြီးတော့အားရေလည်းမလာဘူးဆိုကျွန်တော်တို့သွားလဲဆိုတော့အရှိန်မရသေးဘူးပေါ့နော်အဲ့တော့ဒီမှာ consistency နဲ့ပတ်သက်ပြီးတော့လေမှားရိမှားတာရှိရဲ့အမှားတစ်ခုကပါလဲဆိုတော့ကျွန်တော်ကအလေးချင်းတစ်ခုကိုစတင်တဲ့အခါမှာအရန်ကိုပြင်းပြင်းထန်ထန်လုပ်တတ်တာပေါ့နော်အဲ့ဒါအရှိန်ကိုမရစေလို့ねခဏခဏအစနဲ့ပြန်စပြီးခုနရေတုံငွေထိုးလိုမျိုးပေါ့နော်၄၅၆ချက်9ချက်နော်အားနဲ့စောင့်ထိုးလိုက်တယ်အရေးလည်းမလာဘူးဆိုရင်နားလိုက်တယ် အပြန်ထိုးကြည့်ပါဦးမယ်ဆိုရင်ဒီက68ကျောင်းအားလည်းစောက်ဖို့လေအဲ့တော့အဲ့လိုမျိုးပဲလုပ်နေသူရေကတော့သူအဆအပဲပြန်ဆနေရေလဲရမှာမဟုတ်ဘူးနော်အဲ့လိုမျိုးပဲအချို့တွေဆိုလို့ရှိရင်ဒါမှ motivation video တွေဒါမှမဟုတ်စာအုပ်တွေဒါမှမဟုတ် inspire ဖြစ်တဲ့သူပုံကိုယ်တွေတွေ့ပြီးခါမှာငါစာပြန်လုပ်မယ်ဆိုပြအနည်းဆုံးဟောတော့နှစ်နာရီလုပ်မယ်ဆိုပြီးလုပ်လိုက်တယ်ဒါပေမဲ့ဟိုတပတ်တောင်မပြည့်ဘူးစာလုပ်တဲ့ habit ကပြတ်သွားတယ်အဲ့လိုမျိုးပါတရားထိုင်တဲ့ဟာမျိုး meditation လုပ်မယ်လုပ်မယ်ဆိုပြအနာရီခွက်တနာရီသဖြင့်နော် တော့အများကြီးစပြီးလုပ်တဲ့ခါမျိုးဆိုတော့အခါညောင်းတယ်ညောင်းတယ်ညာတယ်ဖြစ်သွားတယ်နောက်နေ့မှာပြင်မဲ့တယ်ဒီနေ့မလုပ်တော့ပါဘူးဆိုတော့ဟာလေပြန်ပြက်သွားပြန်ရောအဲ့လိုပဲအစားသောက်နော်ကျမိုင်နဲ့ညစ်တော့အစားသောက်စားမယ်ဒီဟာမျိုးကိုအဲလုပ်တဲ့အစားမဝယ်တာချမ်းသာအသီးနဲ့အများကြီးဝယ်လာတယ်နော်ဒါပေမဲ့တရက်နှစ်ရက်လောက်စားပြီးရဲ့ခါမှာဖြစ်သွားလဲဆိုတော့မစားနိုင်တော့နော်အဲ့တော့အသားတွေပြန်စားရ Facebook နော်အလုပ်ကြောင်ကြောင်တွေနော်ပြန်ပြီးတော့စားဖြစ်သွားတယ်ဆိုတော့အဲ့ဒါဘာလဲဆိုတော့တို့ကအဲ့လိုအရင်နော်ပြင်းပြထန်ထန်လုပ်တဲ့ချင်းကအချိန်မရစေပဲနဲ့အစားနဲ့ပြန်စားပြီးပေါ့နော် အဲ့တော့ကျွန်တော်က momentum တစ်ခုကိုတိဆောက်ချင်တယ်နော်အဲ့တော့ consistency တိဆောက်ချင်တဲ့အခါ momentum ကအရေးကြီးတယ်ပေါ့နော်အဲ့တော့ပုံမှန်အရွေးတစ်ခုရှိနေဖို့လိုတယ်ပေါ့နော်ကျွန်တော်စာဖတ်ချင်တယ်ဆိုလို့ရှိရင်လည်းနော်ဟိုတရက်ကိုနော်အစာဆယ်မိနစ်ဖတ်မယ်နော်အဲ့တော့ what time နဲ့သတ်မှတ်လို့လည်းရတယ်ဒါမှမဟုတ်လည်း okay တရက်ကိုစာ7မိနစ်ဖတ်မယ်အဲတရားထိုင်မယ်ဆိုလို့ရှိရင်တရားရည်လိုမျိုးအဲနိုင်ကွတ်တနိုင် တရားထိုင်လို့မဟုတ်ဘဲနဲ့ okay เนาะဒီနေ့တော့5မိနစ်တရားထိုင်တယ်เนาะဒါပေမဲ့7မိနစ်တရားထိုင်တယ်ဆိုတော့ဖြစ်เนาะအရန်ကိုတင်းငယ်တဲ့เนาะဟိုလိုပြမယ်အွေ့လေးတွေပေါ့เนาะ small step လေးရနေပြီးတော့စတင်တယ်ပေါ့เนาะခုနကလည်းပြောကျမ်းပိုင်နဲ့ညွှန်တဲ့စားဆိုအပီးနံစားမယ်ဆိုလို့အမေပါလေအဲ့လိုမျိုးပဲပေါ့เนาะအရန်ကြီးဟိုကိုစားမဲ့အစားစားတော့အပီးနံတွေနဲ့စားမယ်ဆိုတာထက်ဆိုလို့ရှိရင် okay ဒီနေ့စားမဲ့အစားစားတွေမှာအပီးနံတစ်မျိုးတော့စားမယ်เนาะအဲ့ကိုစားနေပုံမယ်နော်ဟိုအသားနားရည်လည်းရှိမယ်အဲ့ဒါအပြင်မှာโอเคဒီနေ့တော့ကြောက်ပြီးတလုံးစားမယ်ဒါပေမဲ့ဒီနေ့တော့ပန်းပြီးတလုံးစားမယ် နော်ဒါပေမဲ့ listing ကလောက်မယ်ဆိုတဲ့ဟာမျိုးမှလည်းကျင်းသွားပြီးတော့နော်ဟို55မိနစ်တနာရီတော့ list ဟိုဒါ listing ကလောက်တဲ့ဟာမျိုးတွေမဟုတ်ဘဲနဲ့အိမ်မှာဆိုလို့ရှိရင် workout ကိုအားထားတော့ဒီမှာလည်း workout လုပ်ကြတယ်နော်အော်ဟို55မိနစ်တော့ workout လုပ်မယ်ဆိုတဲ့ဟာမျိုးဆိုပြီးအစာအိမ်မှာတော့နော်စိတ်ကပြင်းထန်နေတယ်ဆိုတော့လုံနိုင်ဒါပေမဲ့ရေရှည်မဖြစ်တော့ဘူးနော်အဲ့အစာ okay ဒီနေ့တော့နော်အာ5မိနစ်တော့ workout လုပ်မယ်အားမလဲဒီနေ့တော့နော် push up အချိန်30ထိုးမယ်စသဖြင့်နော်အဲ့လိုမျိုး လောက်ပေးခြင်းအဖြစ် small step လေးကစပေးခြင်းအဖြစ်သူကအချိန်လေးရတစ်ဖြည်းဖြည်းရလာတယ်ဟိုရလာတဲ့အခါမှာနောက်ဆုံးပေါ်ပြီးသွားလဲဆိုတော့ကျွန်တော်တို့ consistency ဆိုတာမျိုးဖြစ်သွားတယ် consistency ကတော့ခဏတိုင်းကသူကလုံးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးပဲခုနအဲ့လို consistency ရဲ့ခုနဟိုကျွန်တော်တို့ little choices မှာ common net choices တွေကိုကျွန်တော်က consistency ရှိရှိလောက်ပါများလာတဲ့အခါမှာ over time ဆိုတဲ့အချိန်တစ်ခုရောက်တဲ့အခါမှာကျွန်တော်တို့ ਨੇ နော်ဒီ compound effect စတော့တက်ရောက်မှုဆိုတာကြီးအများကြီးတို့အတွက်တက်ရောက်မှုရှိသွားတယ်ပေါ့နော်အဲ့တော့ နောက်ဆုံးမှသူပြောထားတဲ့ဟာလေးကပါလဲဆိုတော့ဒါကတော့ဟို compound fat မှာလည်းတရားမှုရှိပါအဲ့ဒါပါလဲဆိုတော့ကိုယ့်ရဲ့ limit ထက်နည်းနည်းလေးထပ်တိုးပြီးတော့နော်ပြစ်ထုတ်လောက်ဆောင်ခြင်းပေါ့နော်ဒါပါတော့ခုနအာစာဖတ်တယ်ဆိုတဲ့ဟာမျိုးပါဆိုကျွန်တော်ကတနေ့ကိုနော်စာအာငါးမျက်နှာဖတ်မယ်လို့နော်အစာပိုင်းအလုပ်ထားတယ်ဆိုလို့ရှိရင်နော်တရက်တရက်ချင်းစီ okay ဒီနေ့ငါးမျက်နှာဖမ်းတယ်၆မျက်နှာလောက်ဖမ်းလိုက်မယ်နောက်ဒီနေ့နောက်ခုနှစ်မျက်နှာဖမ်းတယ်အဲ့လိုပဲ push လုပ်တယ်ဆိုလို့ရှိရင်လည်းအချိန်၂၀ထိုးရတယ် okay နည်းနည်းရသေးတာပဲနော်နှစ်ချိန်လောက်ပို့ထိုးလိုက်မယ်ဒါမှမဟုတ်ငါးချိန်လောက်ပို့ထိုးလိုက်မယ် stress ဟာမျိုးပေါ့နော်အဲ့တော့အဲ့လိုမျိုးနော်ကိုလုံးနိုင်တဲ့ပမာဏနော် limit ထက်နည်းနည်းလေးကျော်လွန်ပြီးတော့နော်ညှစ်ထုတ်လုံးဆောင်ခြင်းကလေရေရှင်မှာအကျိုးတရားမှုအများကြီးဖြစ်စေနော်အဒါကတော့ကိုယ်မှရှိတဲ့ limit ပေါ့နောက်တစ်ခုကကြောက်ပါလဲဆိုတော့လူတွေမျောမှန်းထားတာလည်းပို့လွန်သွားအောင်နည်းနည်းလေးထက်တိုးလုံးဆောင်ခြင်းပေါ့ အဲ့လိုမျိုးကျွန်တော်တို့ဈေးဆိုင်ဒီမှာဆိုလို့ရှိရင်တွေ့ရလဲပေါ့နော်အချို့ဆိုလို့ရှိလို့ရှိရင်ကုန်စင်းရောင်းနေဆိုလို့ရှိထားပါတော့အဲလာဝယ်တာကတော့အာချက်တုံမျိုးပေါ့နော်အချက်တုံမျိုးလာဝယ်တယ်ငွေသီးစင်းရောင်းလေအဲ၃လီတာအပိုထည့်ပေးလိုက်တဲ့ဟာမျိုးနော်ဒါဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့လာဝယ်တဲ့ customer ကဒီဈေးတဲ့ကိုပေါ့နော်ဒီဈေးရောင်းတဲ့သူကိုမမှတ်မိသွားပြီးတော့နောက်အချိန်ဝယ်တိုင်းဝယ်တိုင်းမှာသူ့စီပဲလာတယ်အခြားသူတွေဝယ်ကြည့်တော့မဟုတ်သူ့စီမှာတော့ဝယ်သူ့စီမှာတန်တယ်အဲ့တော့အပိုလည်းပေးရဆိုတာမျိုးဖြစ်သွားတယ်ပေါ့နော် တော့တကယ်တော့ပါလဲဆိုတော့ဒါကလည်း compound effect ပုံမျိုးပဲပေါ့နော်အဲ့တော့လူတွေမျောမှန်းထားတာတဲ့ကိုကနည်းနည်းလေးပိုပေးလိုက်တဲ့ဟာမျိုးကိုလောက်ဆောင်တင့်တယ်ပေါ့နော်အဲ့တော့အဲ့လိုပဲလောက်ဆောင်ကြရတယ်ရေရှင်မှာနော် compound effect နော်ဇာတ်လို့တရားမှုကိုဖြစ်စေပြီးကိုယ့်အတွက်အကျိုးအများကြီးဖြစ်စေရပေါ့နော်အဲ့တော့အခုဒီနေ့ share ပေးတဲ့ဟာကပါလဲဆိုတော့ compound effect compound effect မှာပြန်ပြောရမယ်ဆိုလို့ရှိရင်အဓိက၃ခု၃ခုမှာမှအချိန်ရတော့နော်အချိန်တိုင်းကတခုရင်းရတော့နော် overtime ဆိုတော့ခဏဖယ်လိုက်မယ်ဆိုရင် small trial ရဲ့ little small choices ရဲ့ consistency small choices ရနေမှာကိုဘာတွေကိုရွေးချယ်မိလဲဆိုတော့ဒီလိုတက်ကနော်ပတ်တန်းပြန်တင်ဖို့လိုရပါတော့အဲ့ဒါကိုခဏတိုင်းမှာကျွန်တော်ပြန်ပြီးတော့တုံးလို့ရတယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်အခုတုံးနေတာမျိုးဆိုရင်ကျွန်တော်ဝင်ရွှေထွက်ဝင်မှတ်တဲ့ဟာမျိုးလေးရှိနေပြလို့ရှိရင်အာကိုနေ့စဉ်လုပ်နေတဲ့နော် activity လေးတွေဒါမှမဟုတ်တွေးနေတဲ့အတွေးလေးတွေပေါ့နော်အဲ့လိုမျိုးဟာပတ်တန်းတင်တဲ့ဟာမျိုးလေးရှိရဲ့နောက်တစ်ခုကတော့ consistency မှာဆိုလို့ရှိရင်ကျွန်တော်ခဏတိုင်းမှာတုံးလို့ရတယ်ပေါ့နော်အဲ့တော့ consistency ကိုစပြီးကြည့်တဲ့အခါမှာလည်းအရင် ြီးမားတွေကစားစရာမလိုဘူးခုနရေတုံးလေးဥမာလိုပဲနော်အဲ့တော့ဟိုအရွေတိတိလေးတွေနော် small step လေးရပြီးတော့စမှာပဲ consistency ကိုကျွန်တော်တို့တည်ဆောက်လို့ရမှာပေါ့နော် okay အဲ့တော့ consistency ရဲ့နော်အဲ့တော့ small trends ရဲ့ပေါင်းပြီးတော့အချိန်တစ်ခုရောက်တဲ့အခါမှာကျွန်တော်တို့အတွက်နော်ဇာဘွားတက်ရောက်မှုနော်ကြီးမားတဲ့နော်ဟိုအကျိုးကျေးဇူးတွေအများကြီးရရှိပါလိမ့်မယ်ပေါ့နော် okay အဲ့ဒီနေ့ share လုပ်ပေးခဲ့ရတာ compound facts ရဲ့အကြောင်းအရာလေးပါပဲ okay အဆုံးထိနောက်ထောင်ပြည့်အတွက်ကျေးဇူးတင်ပါတယ်နောက်ပိုင်းလည်းဒီလိုမျိုး uh top provoking ဖြစ်တဲ့ uh podcast တွေနဲ့ဟောင်းနေဆိုလို့ရှိရင်တော့ဒီ YouTube channel လေးကို like and subscribe လုပ်ကြသေးဘူးဆိုရင် like and subscribe လုပ်ပေးကြပါစောင့်ကြည့်ကြအောင်ရဲ့အတွက်ချစ်တင်ပါတယ် thank you ပါ